ငွေကိုပညာသဘပါသုံးဆွဲနေ၅မျိုးမင်္ဂလာပါအသုံးစိတ်လျှော့ချပေးမယ်လေဘဝအတွက်လိုအပ်တာတွေကိုလျော့မသွားစေဘဲနဲ့အလုံးအလောက်ရှိနေဖို့လိုအပ်တယ်ဆိုတာလူတိုင်းသိတဲ့အရာဖြစ်တယ်ပတ်စံချွေတာခြင်းလို့ထမင်းသုံးနဲ့စားနေတဲ့နေရာကနေတဏ္ဍပဲလျှော့စားမယ်ဆိုတာမျိုးတော့ဘယ်အဆင်ပြေမလဲဆိုတော့ဘယ်လိုလုပ်ကြမလဲကိုသုံးရမယ့်ငွေပမာဏထက်ပိုပြီးတော့များတဲ့အကျိုးဖြစ်ထွန်းမှုကိုဘယ်လိုမျိုးကြံဆောင်ရမလဲဆိုတာကိုတော့ဘသူမှတိတ်ပြီးတော့အချိန်ပေး စဉ်းစားလို့မရှိကြဘူးဒီလိုမျိုးအကျိုးဖြစ်တော့အောင်လုပ်မယ်ဆိုရင်ကိုသုံးလိုက်တဲ့ပတ်စံကတော့လျှော့သွားမယ်ဒါပေမဲ့ကိုလိုချင်တာလေးတွေတော့ရလိုက်မှာပဲလေကဲအဲ့ဒီနီလန်းလေးတွေကိုစံပြီးတော့ပြောပြပေးပါမယ်စံပြီးတော့လှုပ်ဆောင်ကြည့်ပါပရမောဆုံးတစ်ချက်ကတော့သူ့ဒေသနာပြုလုပ်ပြီးမှဈေးစိတ်ခံမယ်ပစ္စည်းတသေးလေးပဲဖြစ်ဖြစ်အကြီးကြီးပဲဖြစ်ဖြစ်တခုခုဝယ်ယူတော့မယ်ဆိုရင်အွန်လိုင်းပေါ်မှာဖြစ်ပါစေဈေးဆိုင်တွေမှာလိုဂိုရန် ဖြစ်ပါစေအချိန်ပေးပြီးတော့လေ့လာရမယ် သူတေသနာလောက်ရမယ်။ကိုလိုချင်တဲ့ပစ္စည်းကိုပစ္စည်းမှန်ဈေးမှန်ရရှိနိုင်ဖို့အတွက်အ ਨੇ ဆုံးဈေးရောက်တဲ့သူတဦးထပ်ပို့ပြီးတော့ဈေးနှုန်းတွေကိုလိုက်ပြီးတော့မေးမြန်းကြည့်ရမယ်။ဖြစ်နိုင်ရင်ဆိုင်ရှင်နဲ့ကိုယ်တိုင်ဈေးညီနိုင်မယ်။တကယ်လို့ဈေးကိုရှော့မပေးနိုင်ဘူးဆိုရင်တခြားကုမ္ပဏီတစ်ခုခုကိုအပေါ်လက်ဆောင်အပြင်ပေးနိုင်မလားဆက်မေးမယ်။ဒီလိုနီးလန့်ကလိုချင်တာလဲရအသုံးစိတ်ကလည်းအများကြီးမဟုတ်ရင်တော့မှနည်းနည်းတော့ကြံသွားစေပါရစေ။နောက်တစ်ချက်ကတော့ ်တစုတစီတဲ့သို့မဟုတ်ပေါကင်လိုက်ဒါဇင်လိုက်ဝယ်ယူတာမျိုးများသောအားဖြင့်တော့ကုန်ပစ္စည်းတွေကိုတစ်ခုချင်းစီဝယ်တာထက်အများကြီးနဲ့တစ်ခါတည်းစုဝယ်လိုက်တာကပိုပြီးတော့ဈေးသက်သာလေးရှိတယ်။ဒါကြောင့်တစ်ခုခုကိုဝယ်မယ်ဆိုရင်ဒါဇင်လိုက်ဖြစ်ပါစေအချိန်အတိုင်းတာတစ်ခုအထိအတုံးလိုသလောက်ကိုတစ်ခါတည်းဝယ်လို့ရနိုင်မလားဆိုတာအရင်ဦးဆုံးစဉ်းစားရမယ်။ဝယ်ယူလိုတဲ့ကုန်ပစ္စည်းတွေအားလုံးကိုပေါင်းပြီးတော့ဝယ်လိုက်တဲ့အခါမှာစုစုပေါင်းကုန်ကျစရိတ်ကလည်းရောကြသွားမှာဖြစ်တဲ့အတွက် လူတိုင်းအတွက်အကျိုးရှိတယ်။ဒါပေမဲ့လည်းအမှန်တကယ်လိုအပ်တဲ့အထားခံတဲ့ပစ္စည်းဟုတ်မဟုတ်ဆိုတော့ကိုတော့အဲဒါကိုတော့သတိပြုဖို့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့အယောင်မြင့်တင်ရေး promotion ပေးတဲ့ကာလတွေမှာသွားပြီးတော့ဝယ်ယူမယ်။ဒီနည်းလမ်းကိုတော့အလုံးရင်းနှီးပြသဖြစ်တဲ့အတွက်ထူး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 ရှင်းပြမနေတော့ပါဘူး။ဒါပေမဲ့အယောင်ဆိုင်တွေရဲ့အယောင်မြင့်တင်ရေးပြုလုပ်တဲ့အဓိကရှိရချက်အတိုင်းကိုဝယ်ယူတင်တာထပ်ပို့ပြီးတော့ဝယ်ယူမိတာပဲဖြစ်ဖြစ် မလိုအပ်တာတွေဝယ်ယူဖို့ကြိုတင်မစင်းစားထားတာတွေကိုဝယ်ယူမိစေနိုင်တဲ့အတွက်ဒါကိုသတိထားရမယ်ဈေးဝယ်မထွက်ခင်အသုံးစရိတ်နဲ့ဝယ်ယူရန်စရင်ကိုကြိုတင်ပြုလုပ်ထားရဆိုရင်မလိုအပ်တဲ့အရာတွေဝယ်ယူခြင်းကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့အသုံးပြုပြီးသားပစ္စည်းတွေကို ပြန်လည်ဝယ်ယူအသုံးပြုပါမယ်အသုံးပြုပြီးသားပစ္စည်းတွေကိုဆိုပါတော့စက္ကန့်ဟန့်ပေါ့ဒါတွေကိုပြန်လည်ဝယ်ယူပြီးတော့အသုံးပြုခြင်းကအများအားတော့ တင့်တော်နေရတော့မဟုတ်ဘူးပေါ့များတော့အဖြစ်တော့ဈေးလဲပို့ပြီးတော့တက်တမ်းပြီးတော့ပစ္စည်းအစ်စ်တွေလိုပဲအဆင်ပြေတာကိုတွေ့နိုင်ပါတယ်သို့တော့အသုံးပြုသောအသုံးပြုပြီးသောပစ္စည်းကိုပဲဝယ်ယူမယ်ဆိုရင်တောင်မှမဝယ်ယူခင်မှာကိုကဒါကိုတကယ်လိုအပ်ရလားလူချင်းုံတက်တက်ပဲလားဆိုတော့ကိုအမြဲတမ်းပြန်လည်စမ်းစစ်ကြည့်နေဖို့လည်းလိုအပ်တယ် digital နည်းပညာကိုကောင်းကောင်းအသုံးချတတ်ပါစေငွေကိုချွေတာသုံးဆွဲဖို့အတွက် digital နဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေကိုလည်းကောင်းကောင်းအသုံးချတတ်ဖို့လိုအပ်တယ် ။ online ကနေလည်းကိုယ်ဝယ်ယူလို့တဲ့ PC ရဲ့တရင်အချက်လက်တွေကိုစုံလင်စွာရရှိနိုင်တဲ့အတွက် online ကနေလည်းမဝယ်ယူခင်မှာလေလာထားလို့ရတယ်။ဒါတည်းမကပဲနဲ့ကားလက်မှတ်တွေကို online ကနေဝယ်ယူတော့ mobile ဘဏ်ဝန်ဆောင်မှုကနေငွေပေးချေတာစသဖြင့် online ကနေတစ်ဆင့်ဝန်ဆောင်မှုအမြောက်များရရှိနိုင်တဲ့အတွက်အချိန်ကိုတတ်တာပြီးတော့ဘဏ်ကိုတွားရောက်တဲ့နေရာမှာအသုံးပြုရတဲ့ခရီးစိတ်စသဖြင့်ကုန်ကျစရိတ်တွေကလည်းတတ်တာဆင်းနေပါတယ် ေနီလန်တွေကိုအစာပိုင်းမှာအလေးအကျင့်မရှိသေးတဲ့အချိန်မှာအခက်အခဲတော့ဖြစ်စေနိုင်ပါလိမ့်မယ်။သို့တော့တတိထားပြီးတော့စမ်းသက်လိုက်နာလှုပ်ဆောင်ကြည့်လိုက်တဲ့အခါမှာတဖြည်းဖြည်းနဲ့အလေးအကျင့်ဖြစ်လာပြီးတော့လွယ်ကူလာပါလိမ့်မယ်။ဒီလိုနီလန်တွေနဲ့ကုန်ကျစရိတ်တွေကိုထွေတာတဲ့အခါမှာအမြောက်အများစုဆောင်းနိုင်မယ်လို့လည်းမဆိုလိုပေမဲ့လည်းတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့တော့ကိုယ့်ရဲ့အပေါ်ဝင်ဝင်လေးတွေအပေါ်ငွေလေးတွေဖြစ်လာမှာတော့အမှန်ပဲဖြစ်မှာကြောင့်ဝေမျှလိုက်ရပါတယ်